အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့တည်းနေ့ဖြစ်ပါဇူဒီနီယာကနေပြီးတော့စွန်ဘောကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒီနေ့မှဒါကျွန်တော်တို့ Chelsea အသင်းရဲ့ transfer news ကြောင်းပြောအောင်အဲ့ဒါရှိမှဒါမနိုင်ပြောမှာဆိုရင် Chelsea နဲ့ပတ်သက်ပြီးကျွန်တော် transfer news ကိုသတင်းမဲ့တင်တာ view နေပါတယ်။ဒါပေမဲ့ဒီနောက်ဘက်မှာလည်းနည်းနည်း view လေးပြန်များလာတယ်ဘောနော Chelsea နဲ့ပတ်သက်ပြီးဒါ view လေးလည်းတော်တော်ပြန်များလာတယ်ဒါမစိုးဘူးလို့လည်းပြောလို့ရတယ်။ဒါပေမဲ့ Chelsea ကတော့ကျွန်တော်လက်ရှိမှာဒါ တင်းကြီး6တင်းတယ်မှာဒါကျွန်တော်တို့ဘာဆိုနာရီယယ်မက်ထရီတို့ထားမှာ view တော်လေးနည်းတယ်လို့ပြောလို့ရတယ်မှာပါအမေပေါ့နော်ချက်စီပိတ်တဲ့အနေနဲ့ကျွန်တော်တို့ဒါယာဒီစမှာတော့ကတော့ဒါကျွန်တော်တို့ချက်စီအတင်းအချင်းဒီကောင်းတော့ view တွေအများကြီးပဲမမေ 4K 5K 6K အမြင်နဲ့ရအခုလက်ရှိမှာဒါချက်စီပိတ်တဲ့အခုလက်ရှိနောက်ဆုံးအမှန်လည်းခုလက်ရှိမှာခြေတွေကောင်းပါတယ်ခင်ဗျာကျွန်တော်တို့ဒါ United တို့ Sport Design ကဘယ်တော့အများကြီးကောင်းနေသေးတာပဲခုနော် Conference League လေးရအောင်မှာအနည်းဆုံးတော့ဒါကျွန်တော် Channel လေးကိုဝင်ကြည့်ပေးသွားပါအောင်ပေါ့နော်ချက်စီအတင်းနဲ့အခုလက်ရှိမှာဒါကစားသမား10ယောက်ထိပြတ်မှတ်ထားတာလေ ဟုတ်ပါတယ်ချော်စီတင်ကလှုပ်လိုက်ရင်တော့ရှယ်အစမ်းကြီးကြီးပဲလှုပ်နေတဲ့နေရာမှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ချယ်စီအသင်းရဲ့ပြမှတ်တွေကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပြမှတ်တွေဖြစ်တယ်ဒါတိုက်စစ်မှု၄ယောက်ဒါကွင်းလေကစားသမား၃ယောက်ခံစစ်၃ယောက်လက်ရှိမှာပြမှတ်တွေထားရတယ်ဒီထဲမှာမှဒါစိတ်ဝင်စားစရာကောင်းတဲ့ကစားသမားတွေကအကုန်လုံးပါပဲအဲ့တော့တယောက်ချင်းစီကြောင့်ကျွန်တော်နည်းနည်းလေးပြောသွားမယ်အဲ့တော့ချယ်စီရဲ့အပြောင်းအရွှေ့ကြောင့်နည်းနည်းဒီဒီပြောသွားမယ်အဲ့တော့ Chelsea အသင်းအနေနဲ့လက်ရှိမှာဒါတိုက်စစ်နေရာအတွက်လာမယ့်နေရာဒီမှာအကြီးအကျယ်ပြတ်မှတ်ထားတယ်။လက်ရှိမှာ Chelsea ရဲ့တိုက်စစ်မှုက Nicolas Jackson တယောက်ပဲရှိတယ်ပြီ။ခုနောက်ပိုင်းမှာ Chelsea ရဲ့တိုက်စစ်စွမ်းရည်တွေအဓိကထိုးကျလာမှုနဲ့အပြူလာမယ့်နေရာဒီမှာ Chelsea ရဲ့ပိုင်ရှင်တွေကတော့ဒါတိုက်စစ်မှုဝဲကူဝဲမယ်ဆိုတဲ့ပုံစံမျိုးကိုဒါ Chelsea အသင်းအနေနဲ့တွားဖို့ရှိတယ်ပေါ့နော်။အဲ့တော့ Chelsea အသင်းအနေနဲ့အခုလက်ရှိမှာဒါကြောင့်တိုက်စစ်မှု၄ယောက်ထိတောင်ပြတ်မှတ်ထားရတယ်။ဒီ၄ယောက်လုံးကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပြတ်မှတ်တွေဖြစ်တယ်။ပထမအောင်ဆုံးတယောက်ကတော့ Victor Osimhen ။ Victor Osimhen ကတော့ဒါကျွန်တော် Chelsea အသင်းကမနစ်ကနေရာဒီ ီလောက်ကရေဒီကစားသမားကိုဝယ်ယူဖို့အကြီးအကျယ်ကြိုးစားခဲ့တယ်။မမဲရနပိုလီကိုတောင်မှစာချုပ်ဖြတ်သိမ်းခြင်းပေးဖို့အတွက်သဘောတူညီမှုရခဲ့ပေမဲ့ကစားသမားရဲ့လစာတိုးတောင်းမှုကအင်မတန်မှများပြားလွန်းတဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့ကတော့မဖြစ်သွားခဲ့ဘူး။အဲ့တော့ဒါချက်စတင်တဲ့မမဲရဆောင်းပါတီတုန်းကလည်းဒါဗစ်တာအော်ဇမန်ကိုစိတ်ဝင်စားလို့တစ်ချက်ဒါကျွန်တော်တို့ခေါ်ယူဖို့တဲ့စိတ်ဝင်စားခဲ့တယ်။ဒါပေမဲ့ဗစ်တာအော်ဇမန်အနေနဲ့ဒါမမဲရက အဓိကအာဂလာတာစာရီမှာပျော်နေတဲ့အကြောင်းကစားသမားအနေနဲ့ဒါအသင်းမပြောင်းကျင်တဲ့အတွက်ကြောင့်မလားလာမယ့်နေရာဒီမှာဒါချက်စီးသင်းကိုပြန်ဆက်သွယ်ဖို့ပြောလာခဲ့အဲ့တော့ချက်စီးသင်းနဲ့အခုလက်ရှိမှာဒါ Victor Osimhen တောင်းဆိုထားတဲ့လာမယ့်နေရာဒီမှာတကယ်တကယ်ဝင်တောင်းဆိုလာခဲ့တယ်။ Osimhen ကိုခုလက်ရှိမှာစိတ်ဝင်စားတဲ့ club တွေကမရှိသလောက်နည်းနေတယ်။ United ကလည်းလက်ရှိမှာစိတ်ဝင်စားဘူးဆိုပြီးတော့ဒါ David Austin ကတကယ်ဝင်ပြောထားတယ်။အဲ့တော့ Victor Osimhen ကဘာတွေဖြစ်သွားလဲ။အမှန်တည်းပြောရမယ်သူ့ရဲ့ agent နဲ့သူ့ပုံစံပြောရမယ်ဆိုပေါ်ပေါ်ပါနေတာ Rio regular ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့လက်ရှိမှာသူ့ရဲ့ agent နဲ့သူ့ရဲ့ပြဿနာကတော်တော်လေးကိုထင်ထားရတယ်ကြီးတယ်တော်တော်လေးကိုဒါမြင့်မားတဲ့ပြဿနာတွေရှိတယ်ဆိုပြီးတော့သတင်းတွေကြားရတယ်အဲ့တော့ Victor Osimhen အပြောင်းရွှေ့ကထင်ထားရတဲ့ပုံပြီးတော့ complicate ဖြစ်ဖြစ်ဒါပေမဲ့လက်ရှိနောက်ဆုံးသတင်းတွေက Victor Osimhen နဲ့ပတ်သက်ပြီး Napoli ကလည်းဈေးအများကြီး short ပြီးမဲ့ပြင်ကိုကစားသမားကိုတိုင်ကလည်းတပတ်လောက်ခလာစား2သိန်းခွဲလောက်ထိပဲယူပေးဖို့အတွက်စဉ်းစားထားကြအောင်လို့ Chelsea အသင်းအတွက်လက်ရှိမှာဒါဟာစိတ်ဝင်စားဖို့သတင်းတစ်ခုအနေနဲ့ပြောလို့ရတယ်ဒီမှာပါတယ် Victor Osimhen က Chelsea အသင်းရဲ့ဒါကျွန်တော်တို့လက်ရှိဒါကစား သမားဟောင်းနေတယ်တော်တော်လေးကစားသမားသဘောကျတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကစားသမားကိုတော့ Chelsea အသင်းကလာမယ့် New Year ဒီမှာပြန်လဲပြီးခေါ်ယူဖို့စူးစမ်းတော့မလားအခုချိန်တည်းတော့တရားဝင်ဆက်သွယ်မှုမလုပ်ရသေးဘူးစိတ်ဝင်စားတဲ့အစင်သာဖြစ်ပါသေးတယ်ဒါတဲ့ကစားသမားတယောက်ကတော့ကျွန်တော် Hugo Acta ပေါ့နော် Hugo Acta ကလက်ရှိမှာဒါကျွန်တော်တို့ ကျွန်တော်တို့ front fight ရဲ့တိုက်စစ်မှုဖြစ်တယ်တော်တန်ဟော့စဘာပွင့်တဲ့ပွဲမှာကျွန်တော်အနေနဲ့တော်တော်လေးကိုသဘောကျတဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်ပြီးတော့အကတိုက်အနေနဲ့ခုလက်ရှိမှာဒါကျွန်တော်လာမယ့်နွေရာသီမှာအသင်းပြောင်းမှုအတွက်တာဆူနေတဲ့သတိဖြစ်တယ် front fight အနေနဲ့ဒီကစားသမားကိုလာမယ့်နွေရာသီမှာ Euro 360ကြားရမယ်ဆိုရင်တော့ရောင်းချတော့ဖို့အတွက်ပြင်ဆင်နေပြီးတော့သူအနေနဲ့ဒါ Hugo အကတိုက်ကိုဒါဘန်းပြပြီးတော့ပတ်စံရှာဖို့အတွက်ပြင်ဆင်လာခဲ့တယ် Chelsea သင်္ကြန်ကခုလက်ရှိမှာ Hugo အကတိုက်ကို Victor Osimhen တို့တရားဝင်ဆက်သွယ်ထားခြင်းဘာညာအဆင်တော့မရှိသေးပေနဲ့ကစားသမားကိုလူငယ်ကစားသမားတယောက်မျိုးစိတ်ဝင်စားတဲ့အဆင်ပုံစံမျိုးသာရှိပါ တယ်။ယူကိုအကဒါရဲ့လက်ရှိဈေးကလည်းမြန်မာလိုနဲ့အတွက်ကြောင့်မို့ဒီနေရာမှာကျွန်တော်တို့ချက်စုသိတဲ့ခေါ်မယ်ဆိုရင်တော့မတော်တော်လေးကိုစဉ်းစားပြီးတော့ဒါခုနကဒီကစားသမားနဲ့ခုလက်ရှိမှာ1 season wonder မဖြစ်သွားဘူးတဲ့ပြည်သက်တွေနဲ့အဓိကအဲ့တော့ယူကိုအကဒါကလက်ရှိချက်စုသိတဲ့တိုက်စစ်မှုလိုချင်တဲ့၄ယောက်ထဲမှာမတော်တော်လေးကိုဒါအမ် and easy target ပေါ့เนาะမလွဲ target တွေတက်ကတခုလို့ပြောလို့ရတယ်နောက်တစ်ကစားသမားတစ်ယောက်ကလက်ရှိမှာ Arsenal သင်းတဲ့ဒူတာရှင်ပြီးတော့စိတ်ဝင်စားနေတဲ့ Benjamin Sesko ပါ Sesko ကိုလည်းခုနကဒါကျွန်တော် Ozil Man နဲ့မတို့နဲ့တရားဝင်ဆက်သွယ်ချိန်ဆက်ထားမှုဒါမနစ်ကနေရာဒီကရှိခဲ့တယ် Arsenal သင်းတဲ့ဒူတာမနစ်ကနေရာဒီကခေါ်ယူဖို့တော့ကြိုးစားခဲ့ပြီးမယ်ကစားသမားကိုတိုင်ကဒါ live chat မှာပဲစာချုပ်သက်တမ်းတိုးခါခဲ့ပြီးတော့ဒါကျွန်တော်အသင်းမှာပဲနေဖို့တော့ကြိုးစားခဲ့လို့ကြားသိရတယ်အဲ့တော့ Sesko ကတော့ခုနကကျွန်တော်ဒါ Ozil Man နဲ့ Archetype တို့ဈေးပုံစံမျိုးပဲ Euro 360ဝင်ကျင်ကြတဲ့ Benjamin Sesko ရ ရနိုင်မယ်တပတ်လောက်ကလာစားပေါင်း2သိန်း2သိန်း1000လောက်နဲ့ AC ရဘူးတို့ရှိတယ်အဲ့တော့ Benjamin Sesko ကိုလူချင်းနေဆိုရင်တော့ Arsenal အသင်းနဲ့ဒါရှင်ပြီးတော့လူပါဘူးတို့ပြင်ဆင်သွားနိုင်တယ်ဆိုတဲ့တရင်ထွက်လာခဲ့တယ်အဲ့တော့ဒီတိုက်စစ်မှုတွေတဲကမှဒါလုံးဝဈေးအသက်သာဆုံးနဲ့အလကားရမဲ့တိုက်စစ်မှုတော့တယောက်ရှိတယ်အဲ့ကစားသမားကလက်ရှိမှာ Lily ရဲ့တိုက်စစ်မှုဖြစ်ပြီး Lily ရဲ့တိုက်စစ်မှုအခုလက်ရှိလာမဲ့နေရာဒီမှာဒါစာချုပ်တက်တန်းကုံဆုံးသွားမဲ့ Jonathan David ကိုတော့အခုချိန်ကလေးကစပြီးတရားဝင်ဆက်သွယ်မှုတွေ Chelsea အသင်းကပြုလုပ်နေပြီလို့ကြားသိရတယ်မှာပါတယ်ကစားသမားကတော့ချိုးပြီးတော့ဒါကြောင့်ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီ င်မှုရဖို့အတွက်ချက်စီတင်ကြိုးစားနေတယ်။တပတ်လောက်ကပေါင်3သိန်းခွဲလောက်ထိပေးပြီးတော့ဒါကျွန်တော်ဂျိုနာသန်ဒေးဗစ်ကိုအသင်းမှာဒါကျွန်တော်နေရာပေးသွားဖို့အတွက်စိတ်ကူးတယ်။ဒီကစားသမားကလက်ရှိမှာဒါအပြောင်းရွှေ့ကအလွတ်အနေနဲ့ပြောင်းရွှေ့မှာကစားသမားအနေနဲ့ဒါ signing on bonus ပုံစံမျိုးပေးမလားဒါကတော့ကျွန်တော်ကြည့်ရမယ်။ဒါပေမဲ့တေးကြတကူကချက်စီတင်နေတဲ့တိုက်စစ်မှု၄ရောက်တွေတဲမှာတော့ဂျိုနာသန်ဒေးဗစ်ကတော့အလကားရနိုင်တဲ့တိုက်စစ်မှုဖြစ်တဲ့ကြောင့်ချက်စီတင်နေအခုချက်မှာတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်ပြီးတော့ကြိုးစားနေတယ်ဆိုတော့တိတ်တော့မထူးဆန်းဘူးလို့ပြောလိုက်ရတယ်။တောက်ပေလူတွေကအခုလက်ရှိမှာဒီ၄ရောက်တဲ့က၂ရောက်တော့တောင်ဝယ်ဖို့အတွက်စီစဉ်ရှိတယ်။ဂျိုနာသန်ဒေးဗစ်ကိုအလကားရမ မှာမို့လို့ကျွန်တော်တန်ဒေးဗစ်ကိုစိတ်ဝင်စားတာမှန်မှန် Osman Actor တိုက် Sasco တော့ရောက်တဲ့ကတယောက်ကိုလည်းထပ်မံပြီးတော့အသင်းအတွက် where you are ဖြစ်ပေးသွားဖို့အတွက် Chelsea အသင်းကပြင်ဆင်လာခဲ့တယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာကွင်းလယ်တောင်ပံကစားသမားတွေတန်း၃ယောက်ဒါစိတ်ဝင်စားနေတယ်ဒီ၃ယောက်လုံးကလက်ရှိမှာဒါဈေးကြီးတဲ့ကစားသမားတွေရှိသူဈေးသက်သာတဲ့ကစားသမားတွေလည်းရှိတယ်လက်ရှိမှာဒီ၃ယောက်နာမည်ကတော့လက်ရှိမှာ Athletic Bilbao ရဲ့ဒါ Nico William ဖြစ်တယ် Nico William ကိုလည်းခုနကကျွန်တော် Sasco ပုံစံမျိုးပဲ Arsenal သင်းတဲ့တရားဝင်တာကျွန်တော်ရှင်ပြန်ဖြစ်တယ် Nico William ကိုတော့လက်ရှိ Chelsea အသင်းကစိတ်ဝင်စား ားတဲ့အဆင့်သာရှိပြီးတော့သူတို့အနေနဲ့တရားဝင်ဆက်သွယ်ထားခြင်းမရှိသေးဘူး။အာဆွန်တင်းကနီကိုဝီလီယံအေဂျင့်နဲ့တစ်ချက်တောက်ရောက်တောက်လျှောက်တာကျွန်တော်ချိတ်ဆက်ထားမှုတွေရှိပြီးတော့နီကိုဝီလီယံမော်ဒါစိတ်ဝင်စားစရာကတော့သူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းယူရို55သန်းဖြစ်ပါတယ်။နီကိုဝီလီယံယူရို55သန်းပေးဖို့နဲ့ဒါကစားသမောက်ရရှိနိုင်မှာဖြစ်ပြီးတော့ကစားသမောက်ပုတ်ကူရေးသဘောတူညီနိုင်မယ်ဆိုရင်တော့ကစားသမောက်အပြည့်အဝရရှိနိုင်မယ်သဘောမှာရှိပါတယ်။အဲ့တော့နီကိုဝီလီယံကတော့ချက်စီးသေးတဲ့55သန်းပေးဖို့နဲ့ဒါလစာများများလေးပေးလိုက်ဖို့နဲ့ကစားသမောက်တောင်းပန်ကစားသမောက်အနေနဲ့ရှိအဲ့တော့ လက်ရှိနေထိုင်ရဒီတောင်ပံကစားသမားတွေကိုခေါ်ခြင်းနဲ့ဆိုရင်တော့ချက်စီးတင်းနဲ့ရှီယင်းဆိုတောင်ပံကစားသမားတွေကိုအရင်ဆုံးရောင်းချဖို့ပြင်ဆင်လာခဲ့တယ်။ကောလာဟာလာရီယဂျေဒင်ဆန်ချိုလည်းအသင်းဟောင်းကိုပြန်လည်ပြီးသွားဖို့ပြင်ဆင်လာလို့နော်နီမာဒဝီဂီတယောက်လည်းဒါအသင်းကနေပြီးရောင်းချဖို့ပြင်ဆင်နေဆိုတဲ့သတင်းထွက်လာခဲ့တယ်။လက်ရှိရှီယင်းဆိုတောင်ပံကစားသမားတွေထဲမှာပက်ဒရိုနက်ဒိုနဲ့ဂျော့ချ်လောက်ကထားခဲ့ပြီးကျန်တဲ့ကစားသမားတွေကိုလည်းဒါရောင်းချသွားဖို့အသင်းကပြင်ဆင်နေဆိုတဲ့ကောလာဟာလာရီလည်းထွက်နေတယ်။ နောက်တစ်ယောက်ကလက်ရှိဒါကျွန်တော်ကျွန်တော် Grand Pro လို့သဘောကျတဲ့ဒါ Borussia Dortmund ရဲ့ဒါကျွန်တော် England လူငယ်ကစားသမားလေးဖြစ်တဲ့ Jamie Giddens ပါ Giddens ကိုတော့လက်ရှိမှာ Borussia Dortmund ကတော့ပေါက်ကရစီခေါ်ဘူးတဲ့ ready ဖြစ်နေတယ် Borussia Dortmund စီကကစားသမားခေါ်ကြတယ်ဆိုသိတဲ့အတိုင်းပဲအနည်းဆုံးဒါ Euro တန်90တန်80တော့ဘူးရှိတယ် Giddens ကိုတော့လက်ရှိမှာကစားသမားကိုယ်တိုင်ကလာမဲ့နေရာဒီမှာ Borussia Dortmund သင်းကထွက်ချက်ပြီးတော့သူ့နဲ့ Premier League မှာသွားကစားခြင်းနဲ့ Giddens ကိုစိတ်ဝင်စားတဲ့အတင်းနဲ့မှာ Tottenham Hotspur တင်းနဲ့ Chelsea တင်းဖြစ်တယ်နှစ်သင်းလုံးကလက်ရှိမှာစိတ်ဝင်စားတဲ့အစီအမဲရှိပြီးတော့ဒါတရားဝင်ခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့ အစီအစဉ်တော့ဒါကျွန်တော်တို့တရားဝင်ချိတ်ဆက်ထားခြင်းတော့မရှိသေးဘူးဗျ။နောက်တစ်ယောက်ကလက်ရှိမှာ Chelsea သင်းတဲ့ဒီတောက်ဒီတောင်မကစားသမားတွေမှာအဖြစ်နိုင်ဆုံးတောင်မကစားသမားကတော့ Manchester United တောင်မကစားဖြစ်ပြီးတော့ Alejandro Garnacho ကတော့ Manchester United ဖြစ်နိုင်ဆုံးတောင်မကစားသမားတွေတစ်ယောက်ဖြစ်လာနိုင်တယ်လို့ကြားသိရတယ်မှာပါအဲ့တော့ Chelsea အသစ်နဲ့ Alejandro Garnacho ကိုလာမယ့်နေရာဒီမှာချိတ်ဆက်ဖို့တော့ပြန်လည်ပြီးကြိုးစားဖြစ်တဲ့ Alejandro Garnacho ရဲ့ agent နဲ့တူ Chelsea ရဲ့ agent တွေကတောက်လျှောက်ချိတ်ဆက်ထားမှုတွေရှိပြီးတော့ဒီကစားသမားကိုတိုင်ကလည်းဒါအသင်းပြောင်းမှုတွေ ready ဖြစ်နေပြီဆိုတော့ Kola Hala ရဲ့ထွက်နေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ် Alejandro Garnacho က Chelsea အသစ်ရဲ့စိတ်ဝင်စားမှုခံတဲ့ကစားသမားဖြစ်တဲ့ကန်စမူတေတော့တမလက်ရှိဒါကျွန်တော်မနေ့ကတင်ဆက်ပေးထားခဲ့လို့ပဲ white sand ကိုတော့ chelsea တင်ကတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်နေပြီး white sand မှာစာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း90ပါပါတယ်ဒီကစားသမား chelsea တင်ရဲ့အခုလက်ရှိ login နဲ့ကန်စမူတွေဒါ

အဓိကနံပါတ်၁ပြတ်မှတ်ဖြစ်နေဆိုပြီးနစားကင်ဆယ်သားကရေးသားတဲ့အတွေ့အမြင်ဒီထဲမှာစိတ်ဝင်စားပြီးလက်ရှိမှာဈေးကြီးတဲ့ကစားသမားကတော့ Jerome Brandwhite ဖြစ်တယ် Brandwhite ကိုလည်းရှိမှာ Everton တင်းနဲ့ပေါင်သန်း80တတ်မှတ်ထားတဲ့ကြောင့်မို့ Poison နဲ့ဆိုင်တော့ဈေးအများကြီးကြီးရလို့ဆိုလို့ရမယ်တယ်မှာပါတယ်နောက်ထပ်ကြောက်ကတော့ကျွန်တော်ကာလာရှိချာ Chelsea တင်းရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့ခံစားမှုတယောက်ဖြစ်တဲ့ Mark Guy ဖြစ်တဲ့ Guy ကိုလည်းရှိမှာ Crystal Palace နဲ့လာမဲ့လူရဲ့ဒီမှာပေါင်သန်း60နဲ့တန်း80ဈေးတတ်မှတ်ထားပြီးတော့ Chelsea တင်းနဲ့စိတ်ဝင်စားတဲ့တိရတယ်မှာပါတယ် Chelsea တင်းနဲ့အခုလက်ရှိမှာ Poison ကတော့ဒီထဲမှာအဖြစ်အဖြစ်နိုင်ဆုံးနဲ့ ကျွန်တော်တို့အရွေးချယ်မှုအလွယ်ဆုံးကစားသမားတစ်ယောက်ဖြစ်မယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့လက်ရှိဒါက Chelsea အသင်းရဲ့ပြည့်မှတ်10ယောက်လို့ပဲပြောလို့ရတယ်မှာပါပါတယ်လောက်ပါပဲဘလုံးဘက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာဂျင်းနုဆန်ပေါအောင်ကုညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောက်ကုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူမိုင်းကောင်းမွန်သောဒီနေ့ ဖြစ်ပါစုမောင်းတောင်းပြီးနေပဲကျွန်တော်ကိုတွားကွန်ပြပေါ့ဗျတေးပါဗျ